။ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိချောင်းသာနယ်ငွေဆောင်ကမ်းခြေတွေကိုပြီးခဲ့တဲ့တပေါင်းလပြည့်အစိုးရရုံးပိတ်ရကာလအတွင်းတရက်ကိုခရီးသွား၂500ကျော်အထိ လာရောက်လည်ပတ်ခဲ့တယ်လို့ပေါ်တဲနှင့်ခရီးသွားဝန်ကြီးဌာနကသိရပါတယ်။ ်2023ခုနှစ်မှာချောင်းသာဒေသကိုခရီးသွား၄သိန်းကျော်ခန့်ရှိခဲ့ပြီး2024ခုနှစ်မှာ၄သိန်း၄000ကျော်လောက်အထိရှိလာပြီးအခုပတ်ရက်ထဲမှာတော့ခရီးသွားတရက်ကို900ကျော်လောက်အထိရှိခဲ့တယ်လို့ဆိုပါထေငွေဆောင်မှာတော့2024ခုနှစ်မှာခရီးသွား6သိန်းနီးပါးလောက်အထိဝင်ရောက်ခဲ့သလိုပြီးခဲ့တဲ့သပေါင်းလပြည့်ပိတ်ရကန်းလာအတွင်းမှာတော့တရက်ကိုခရီးသွား2000ကျော်လောက်ဝင်ရောက်ခဲ့တယ်လို့သိရပါတယ် လက်တလုံးချောင်းတာကန်းချီမှာဟိုတယ်အားလုံးဖွင့်လင်ထားပြီးဟိုတယ်အလုံးရေ26လုံးနဲ့ငွေဆောင်ကန်းချီမှာတော့ဟိုတယ်အလုံးရေ32လုံးအထိဖွင့်လင်ထားတယ်လို့သိရပါတယ်ရှင်။